ားလုံးပဲမင်္ဂလာများဆိုင်းလန်သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်လေးကတော့တော်လန်ရေးလုပ်တဲ့သူတွေစိတ်ဓာတ်အောင်တမ်းမကြဖို့ပြောလာတယ်အမေတာကိုကိုလွင်ရုပ်သံဗီဒီယိုဖိုင်လေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာဒွဲမမေတာကိုလွင်ကအဲ့ဒီကြောင့်နဲ့ပတ်သက်ပြီးဘာတွေဘလို့ပြောဆိုနေသလဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါဦးခင်ဗျာအားလုံးကိုလည်းဆိုင်းလန်သတင်းဌာနမှအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ ်မပြောတော့ဘူးအဲ့တော့ကျွန်တော်ပြောတာကရှင်းရှင်းလေးပဲနော်ဒီဒေါ်လာရေးမှာအောက်တန်းကျနေတဲ့ကောင်တွေနော်ပြီးတော့မှဒီစကားကိုသိတယ်မလားကလိန်စီညမ်းစင်ပြောနေတဲ့ကောင်တွေအဲ့လိုကောင်မျိုးတွေကိုကျွန်တော်ဂရုစိုက်စရာမလိုတော့ဘူးအဲ့တော့မိဘပြည်သူတွေလည်းကြားရတာအရင်နားခါတယ်ဗျာသိလားနားခါတယ်တိတိသားဇလန်းနေဒီကောင်ဘလို့ကောင်မျိုးလဲဟာဟိုကောင်ဘလို့ကောင်မျိုးလဲဆိုတာပြည်သူကသိတယ်သိနေတဲ့ခါကျတော့ဟိုဟိုဘလို့ပြောရမလဲနားကြီးတယ်ဗျာပြောတာနားထောင်ရတာနားကြီးတယ်အဲ့တော့ဘေးလဲကောင်ကကောင်ကဂျိုမနှက်ဘူး ဟုတ်တယ်မလားဘေးလဲကောင်ကကြိုမနှက်ဘူးအဲ့တော့ပြောနေတဲ့အလကားပဲเนาะအဲ့တော့ရှင်းရှင်းလေးပဲအောက်တန်းစားတွေကိုဝေးဝေးရကြီးရှောင်းရှင်းရှင်းလေးပဲကျွန်တော်တို့ကရှောင်းနေအောက်တန်းစားမှန်တယ်များဝေးဝေးရရှောင်းနေเนาะအခုဒီဒီတော်လန်ရေးမှာပဲဘယ်သူကလိုင်းပေါ်မှာတက်အာပြီးတော့အောက်တန်းကျနေလဲဘယ်သူကဟိုဟာဖြစ်နေလဲအဲ့အဲ့လောက်ကြည့်ပြီးတော့အဲ့အောက်တန်းစားကိုသွားပြီးသူ့နာမည်ခေါ်ပြီးတော့သွားဖိုက်လို့ရှင်အဲ့အောက်တန်းစားကဝမ်းနေတာနေလား နော်ဟိုခြီးကြိုက်တဲ့ကောင်ခြီးကျွေးရင်တဲ့မှာပို့ပြီးတော့ဝမ်းတာတယ်လေအဲ့တော့ခြီးလည်းမကျွေးနဲ့ထမင်းလည်းမကျွေးနဲ့ဟင်းလည်းမကျွေးနဲ့ဘာမှမကျွေးနဲ့အငတ်ထားလိုက်ဆိုတော့တဘောကတော့သူ့တို့အကြောင်းမပြောဘဲနဲ့ထားလိုက်ရင်အဲ့အောက်တန်းစားတွေကအမဟတ်ကော့ကြီးကြံခဲ့တယ်ပြီးလာပဲကျွန်တော်မှပြောစရာစကားတွေကအများကြီးပဲနော်ဘာဖြစ်လို့လဲကျွန်တော်ကဒီတော်လန်ရေးမှာလူလည်းပါတယ်ငွေလည်းပါတယ်အချိန်လည်းစိုက်တယ်အများကြီးစိုက်ထားတာလူတိုင်းသိတယ်ဟုတ်တယ်မလားအဲ့တော့အများကြီးကိုကပြောနေစရာအကြောင်းမရှိဘူး เนาะကျွန်တော်တို့ကျွန်တော်ဆိုရင်ဒါဒီဒီအင်္ဂလန်နိုင်ငံမှာနေတယ်အခုဒီမှာဟိုဟိုအောက်ဆိုမှာနေတယ်လွင်ကိုကိုဒီမှာဒီမျက်နှာကြီးကပေါ်ပြထားတယ်ကျွန်တော်ရဲ့နှစ်နေဟိုဟာကျွန်တော်ဒီမှာကိုကိုလွင်ဆိုပြီးပေးထားတယ်အော်ကြော်ဟင်းလို့ပေးထားတယ်ပြီးတော့မျက်နှာကြီးပြတယ်ဘယ်ကောက်ပဲဖွင့်ဖွင့်မျက်နှာပြပြီးပြောတယ်အဲ့တော့ကျွန်တော်ကလိန်နဲ့ကောင်ဆိုရင်ဘယ်ပြောမလဲဗျဟုတ်တယ်မလားကျွန်တော်ကလိန်နဲ့ကောင်ကျွန်တော်ကတော်လိုင်းကြီးလှုပ်ရှားမဲ့ကောင်ဆိုရင်ဘယ်လှုပ်မလဲဒါမျိုးတွေเนาะဒီဆောက်ွက်ကြီးဘယ်ပြမလဲကျွန်တော်အခုအကောက်တူတွေနဲ့လိုက်ပြီးတော့လိန်မှာပေါ့ ဟုတ်လားကျွန်တော်ပြောရရှင်းရှင်းလေးပဲမလိမ်ဘူးเนาะအောက်တူဖွင့်ရတာတော့မှဟိုဘယ်လိုပြောရမလဲဟိုဖွင့်လိုက်လို့ရှိရင်ကိုကသွားပြီးစာသွားရေးလို့ရှိရင်ကိုပန်ကိုတော့လိပ်ပြာမလို့ဘူးအဲ့အတွက်ကြောင့်အောက်တူလည်းမဖွင့်ဘူးနာမည်ကိုကိုနာမည်ပဲပြန်သုံးတယ်ရှင်းရှင်းလေးပဲအခုကျွန်တော်နဲ့ပတ်သက်ပြီးကျွန်တော်လွင်ကို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 လွင်ကြော်ဟင်းဆိုပြီးတော့မှလာပြီးတော့ပြောတဲ့သူမှန်တယ်များလာလိန်လာပြီးလိန်တဲ့သူမှန်တယ်များအဲ့ဒါငလိန်နေပြီပဲသာမှတ်တာเนาะမလို့ဘူးကျွန်တော်ဘယ်တော့မှမလို့ဘူးကျွန်တော်ယုံလို့ရှိရင်အဲ့လာပြီးတော့ကိုကိုလွင်ရောင်ဆောင်ပြီးတော့တကားလာပြောတာလို့ဟိုဟာဖြစ်တာလို့ high လောက်တာလို့ဆိုရင်တကားလည်း block လိုက် နော်ကျွန်တော်ကတကယ်လို့ဟိုမှာ AI နီးပညာတွေနဲ့မင်္ဂလာပါဘွားကြီး AI နီးပညာတွေနဲ့ပေါ့နော်ကျွန်တော်ရဲ့ဒီအတန်ကို AI နဲ့လုပ်လို့ရတယ်နော်အဲ့ AI နီးပညာတွေနဲ့လုပ်ခဲ့တယ်ဆိုလို့ရှိရင်လည်းချက်ချင်းကျွန်တော်ကိုပုံခေါ်ပုံခေါ်ပြီးတော့အဲ့ဒါဟိုဒီဒီဟာပို့ထားတာကိုလွင်လားဆိုတော့မေးမမေးဘဲနဲ့ကိုပန်ကိုတိတယ်မလားကိုကိုလွင်ကလာပြီးအလူခံပါတယ်အာကျွန်မကတော့ဘလောက်ထည့်လိုက်ပါလဲခန့်ကိုပန်ကိုခန့်အဲ့ဒါကျွန်တော်နဲ့မဆိုင်ဘူးရှင်းရှင်းလေးပဲကျွန်တော်မရှင်းပေးနိုင်ဘူးဟုတ်တယ်နော်ကျွန်တော်ပြောတာရှင်းရှင်းလေးဘာဖြစ်လို့လဲဆိုတော့ဒါကပြောတင်ပြောထားလို့ပြောတဲ့စကား ။နောက်ပြီးတော့မှဟာကိုကိုလင်းအောင်ဆောင်ပြီးတော့မှလာဆဲတယ်ဗျာ။ကျွန်တော်အတန်ကိုထည့်ပြီးတော့ဟလာ AI နီးပညာနဲ့လုပ်ပြီးတော့လုပ်လို့ရတယ်နော်။အခုဒီမှာဟိုမင်းအောင်နိုင်ကနေပြီးတော့မှသိတယ်မလား။အဲ့ဒီလိုအောက်တန်းကြတာကျွန်တော်တို့အဲ့လိုအောက်တန်းကြတာတော့ကျွန်တော်တို့ကမလုပ်ချင်ဘူး။နော်ဘာဖြစ်လို့လဲအခုမှဇော်ဘုံရင်ပုံတင်မယ်ဗျာတဘောဇော်ဘုံရင်ပြောတဲ့ပုံစံမျိုးနဲ့ AI ညီးပညာနဲ့လုပ်တယ်အဲ့လားလေအောက်တန်းစားလို့ခေါ်တယ်အဲ့လားမလုပ်နဲ့မမမကောင်းဘူးဇော်ဘုံရင်တကယ်မပြောတဲ့ဟာတခုကိုပြောတဲ့လုပ်ရင်လည်းမကောင်းဘူးပြောတဲ့ဟာကိုပဲလို့ကိုယ့်ဘက်ကလုပ်ရင်လည်းပြောရမယ်ကိုတွေကနော်အဲ့အောက်တန်းစားအလုပ်လို့ခေါ်တယ်ဘာဖြစ်လို့လဲ fight 14 fight နော်ကိုအကောက်ဖွင့်ထားပြီးတော့မှကိုအကောက်ပေါ်မှာဟိုတင်းကျင်တာတွေတင်ပြီးတော့မှငါအကောက်မဟုတ်ပါဘူးပြောတယ်အဲ့ဒါအောက်တန်းစားနော်အဲ့ဒါအောက်တန်းစားလို့ခေါ်တယ်နော်နော်ဟုတ်တယ်မဟုတ်လေကြားလေတွေ့လေပဲလေဟုတ်တယ်မလားကျွန်တော်ပြတက်ကြည့်ရှင်နောက်ဆုံးပြကျွန်တော်ပြပြမယ်အရင်တော့ဆိုလို့ရှိရင်ဗျာကျွန်တော်လိုက်တွေ့နေနော်ဟိုကျွန်တော်ခွေးတွေချင်ပြီးတော့ဆဲတယ်နော်ဒါခွေးမဟုတ်ပဲနဲ့ကိုကိုဘက်ကလူတွေဖြစ်နေတယ်အဲ့ဒါအောက်တန်းစားအဲ့အောက်တန်းစားအလုပ်လုပ်တာအဲ့ရတိကလေးကကျွန်တော်ကပဲတခါလဲဘလော့ပလိုက်တာတိလားတခါလဲဘလော့တာနော်ဘာဖြစ်လို့လဲအဲ့အဲ့လိုမျိုးလာမလုပ်နဲ့ကျွန်တော်မကြိုက်ဘူးဘောတင်ပြောတာကျွန်တော်က ရှင်းရှင်းလေးပဲကျွန်တော်လည်းမလုပ်ဘူးသူများကိုစိတ်ကိုဟလာဟိုဘောမတကောင်ကလာပြီးတော့ကိုယ်ကိုဆဲတာမဟုတ်ပဲနဲ့ဘောမရောင်လာဆဲတယ်ဆိုတာအောက်တန်းစားအလုပ်လုပ်တာဘောမနဲ့ကျွန်တော်နဲ့ကိုကြက်ပြီးတာတိလာနော်ကျွန်တော်ဟိုဒါအောက်တန်းစားအလုပ်နဲ့လာလုပ်တာအဲ့အောက်အောက်တန်းစားအလုပ်ကိုကျွန်တော်ကတိရနဲ့ကျွန်တော်ကတစ်ခါလည်းပြလို့တာနော်ကြိုက်တဲ့ကြိုက်တဲ့ကောင်သွားမေးအဲ့လားကျွန်တော်အဲ့လိုလုပ်တာနော်ကျွန်တော်ကမရဘူးဘာပြောရဟဲ့အောင်နော်ငါတို့ကအတန်ရှင်ရှာပြီးတော့ဒီ line ပေါ်မှာဟို OG ဟစ်ကျင်နဲ့ဆဲပြီးတော့ဟာအတန်ရှင်နေလုပ်ပြီးတော့မှအဲငါတို့ကတကယ်ဒေါသထွက်လို့ဆဲတာ နော်ဒီအောက်တန်းစားတွေလာရေးပြီဆိုရင်ငါတို့ကဘလောင်ဆူလာပြီဆူရင်အဲ့ဒီအောက်တန်းစားမဟုတ်ဗျာဒီဘောမားတွေလာပြီဝင်လာပြီဆိုရင်ဟဲ့ဆွဲတင်ပလိုက်တာတဘောပေါ်လာအဲ့ကြောင့်ငါခွေးတိုးစောဆိုရင်လည်းအကောက်အစ်စ်လားအတူလားတိအောင်ငါဆွဲတင်ပလိုက်တာနော်ဆွဲတင်ပြီးတော့အဲ့ကောင်တက်လာပြီဆိုရင်ပြောမင်း AMU NUG MOD PDF ပါလိုက်ဒို့သွားကျွန်တော်တခါလေးဖြုတ်ချတာနော်အောက်တန်းစားတွေသိတယ်မလားဟိုဟိုပတ်စံနေလိုက်လိမ့်မယ်အငွေတွေလိုက်လိမ့်မယ်အဲ့လိုမျိုးတွေကျွန်တော်ဘယ်တော့မှမလုပ်ဘူးနော် ကျွန်တော်ဘယ်တော့မှမလုပ်ဘူးဒီမှာတစ္ဆာရေးတောက်ပြီးပြောရဲတယ်သူများပစံကိုကျွန်တော်လိန်ဖို့နေနေတာတာနော်ဘာလုပ်မှာလဲဗျာလောကကြီးမှာတစ်ခါတည်းချမ်းသာသွားတာမဟုတ်ဘူးနော်ဟိုကိုမှန်ကိုဗျာဟိုဟိုရင်းနှီးလောက်ကန်ပြီးတော့စားလို့ရှုံးသွားရင်လည်းကျွန်တော်ရှုံးတဲ့ဟာကိုခံလိုက်မယ်နော်ဘာလဲကိုတနေ့တလောက်ကိုပစံဗျာဟိုပေါင်2000တော့ရနေတာဗျာနင်းစောက်ရင်းမပါဘူးအဲလောကကြီးကတကယ်ကိုရီရတယ်နော်အဲတလောက်ကိုပေါင်2000တော့ရနေတဲ့ကောင်ဟိုလာပြီးတော့ပြဿနာလာမရှာနဲ့တိလားနော်အဲ့တော့ဟိုရှင်းတယ်ဗျာကျွန်တော်တို့အခုဒါ ဒီကျွန်တော်မှကျွန်တော်ခဏခဏပြောရတယ်လေကျွန်တော်နည်းနည်းလေးဒီကြားထဲမှာကျွန်တော်ပြဿနာလေးတွေပေါ့နော်အဲ့လိုပေါ့ပတ်စံပျောက်သွားတာတွေအဲ့ဒါကျွန်တော်ကားတွေပြန်ပြီးတော့ဟိုပြင်ရတာတွေကျွန်တော်ဝယ်ထားတဲ့ကားတွေအဲရောင်းတဲ့ခါမှာအမြင်မရတာတွေနော်ဒီဒီ business ကကျသွားတာဟုတ်ကျသွားတဲ့ခါကျရင်တော့ဆိုရင်ကျွန်တော်ကားတစ်စီးဝယ်လိုက်လို့ရှင်တပတ်မကြောက်ရောင်းရောင်းထွက်တယ်နော်အဲ့ရောင်းထွက်တဲ့ခါကျနောက်ဒီကားတွေကလည်းခါလေးကျရင်ရောင်းတယ်ဗျာဟိုကိုကနေပြင်ပြီးတော့ပြန်ရောင်းတယ်ပြန်ရောင်းတဲ့ခါမှာဟိုတချို့တွေကကျတော့ဟိုဈေးမပေးခြင်းဘူးအာ short ဈေးတွေနဲ့ရောင်းရတယ်ဆိုတော့ကျွန်တော်ရင်းထားတဲ့ပတ်စံတွေကလည်းပြန်မရဘူး နော်အဲ့မှာဟိုတငယ်ချင်းတွေပါရေးရှီရလို့ချီးထားတဲ့ပတ်စံတွေဆိုလည်းအခုပြန်ဆက်နေရတဲ့အချိန်ရောက်တယ်ဆိုတော့ကျွန်တော်မှလုံးလေချားလေလိုက်နေအခုဒီဒေါ်လာကြီးကလည်းကျလာပြီဗျာနော်ကျလာပြီဆိုတော့တလောက်10သိန်းနဲ့ပဲတွက်ကြည့်လေကျွန်တော်ပြောတာအနည်းဆုံးအနည်းဆုံးပြောတာနော်10သိန်းနဲ့တွက်ကြည့်နော်ဒါကျွန်တော်မကောက်ဘူးကျွန်တော်လှူတာနော်ဟိုကျွန်တော် certificate တောင်ကျွန်တော်ယူခြင်းမယူတာတို့တို့ပို့ရင်ယူတယ်မပို့ရင်မယူနော်ဒါတချို့ရေတိတယ်နော်တို့တို့ပို့မယ်ဆိုရင်လည်းကျွန်တော်ယူလိုက်တယ်အဲ့ဒါတွေကျွန်တော်ကတင်ပြီးတော့မှဒီ line ပေါ်မှာတင်ပြီးတော့မှလုတ်တယ်ဆိုလို့ရှိရင်နော်ဒါတွေကလည်းတက်တည်တွေပဲ ။ဘာဖြစ်လို့လဲ။တနေ့နေ့ကျွန်တော်တို့ဒီမှာအင်္ဂလန်မှာဟဲ့လားကျွန်တော်ကလန်ဒန်နဲ့ဟိုပတ်သက်တဲ့ဟာတွေနဲ့ပတ်သက်နေပါတယ်။အဟိုဟာနဲ့ပတ်သက်ပါတယ်။ဒီဟာနဲ့ပတ်သက်ပါတယ်ဆိုတကယ်လို့အင်္ဂလန်ကကြီးပြူနေရင်ပြဿနာမရှိဘူး။နော်အင်္ဂလန်ဆိုရကြည်ပြူနေပြဿနာမရှိဘူးကျွန်တော်ကဒီနိုင်ငံသားခံယူထားတဲ့အတွက်ကြောင့်ဘာဖြစ်လဲဆိုတော့အဲကျွန်တော်ကဒီဒီ UG တွေနဲ့လည်းကျွန်တော်ကပတ်သက်လို့မရဘူးသဘောပေါက်လားအဲ့တော့ကျွန်တော်ကတကယ်လို့ UG နဲ့ပတ်သက်တယ်ဆိုရင်လည်းကျွန်တော်ကတိတ်တဆိတ်ပဲပတ်သက်လို့ရမှာတရားဝင်ပတ်သက်လို့မရဘူးဒါတွေလည်းသဘောပေါက်ဖို့လိုတယ် နော်ဒီနိုင်ငံထဲမှာကျွန်တော်တရားဥပဒေနဲ့နေရမယ်ကျွန်တော်လက်နက်ပိုင်းဆိုင်ရာနဲ့ကျွန်တော်ဘာမှလုပ်လို့မရဘူးနော်ဘာမှလုပ်လို့မရဘူးဒီမှာထောက်လန်းရေးတွေအများကြီးပဲနော်ကျွန်တော်ကနေပြီးတော့ဒီဒီရုရှားနဲ့ပတ်သက်ပါတယ်တရုတ်နဲ့ပတ်သက်ပါတယ်ဆိုရင်ချက်ချင်းတော့လာပန်းအောင်မယ်ကျွန်တော်နော်နော်ဟုတ်ကဲ့ပါနော်ကျွန်တော်ကျွန်တော်လူလာတယ်မလူလာတယ်ကတိတဲ့သူတွေကအများကြီးပါဒီမှာထိုင်းမှာဆိုလဲပြောကြရမလို့နော်တချို့ညီမတွေအကုန်တိတယ်ကျွန်တော်ထောက်ခံပေးမဲ့သူတွေအများကြီးရှိတယ်ဒါပေမဲ့ဘာလဲဆိုတော့မလိုအပ်ဘူးအဲ့ဒီလူတွေကိုလည်းကျွန်တော်ပြောတယ်မလိုအပ်ဘူးဘာမှဖြစ်ဘူးကျွန်တော်က ကျွန်တော်ကနိဗ္ဗာန်သာပစ္စည်းရောဟောတုပဲเนาะပြီးတော့ဒီဒီမိသားစုလေးဆိုလို့ရှိရင်လည်းကျမကခွေးခိုက်ခံရလို့ပါအာကျမဘိုက်ကြီးကိုလှန်ပြတယ်တိတယ်မလားဟိုချက်မှာဆေးထိုးရတယ်အာဟိုဟာပြည့်ရတယ်ဟုတ်မဟုတ်ဗျာကျွန်တော်လူမျိုးဗျာเนาะဟုတ်မဟုတ်ဟုတ်เนาะသူတကယ်ဒုက္ခရောက်လို့ကျွန်တော်ဗမာလူမျိုးကဟိုဟာမြန်မာနိုင်ငံလူတွေကသူတို့မှာမာနရှိတယ်เนาะပတ်စံဟိုဗျာတိတယ်မလားနည်းနည်းရှိလာပြီဆိုဘုန်းကြီးကြောင်းလူလဲလူမျိုးတွေเนาะဟိုသူများရှိတာတောင်းဖို့မပြောနဲ့သဘောပေါက်လားအဲ့တော့လိန်တဲ့သူကတော့လိန်တာပဲ နော်လိန်တဲ့သူကတော့ပတ်စံရှိလဲလိန်တာပဲရွှေတွဲလဲငွေတွဲလဲလဲလိန်တာပဲအဲ့လိုလူကလိန်နေဆိုတာကကျွန်တော်တို့တသိန်းတသိန်းပဲလိန်မလဲဟုတ်တယ်မလားအာဒေါ်လာရေးအကြောင်းပြပြီးတော့လိန်တာတို့တခုခုချိတ်ချင်းချောက်ပြီးလိန်တာတို့လောက်မှာပေါ့နော်အဲ့တော့ရှင်းရှင်းလေးပဲကျွန်တော်အဲ့လိုလူတွေကိုလည်းဟိုကျွန်တော်တိအောင်လောက်ရတယ်နော်နောက်ဆုံးကျွန်တော်ရဲ့စေတနာနော်ဟိုဟွာပေါ့ပုပ္ပအာဗာလဲဗာလဲအဲပုံညနော်ပဒစေတနာပေါ့နော်ပုပ္ပပုံညပဒစေတနာစေတနာ၃ညပြထမ်းပြီးတော့နော်ယော့ဆိုပြီးလှူလိုက်တာ ကျွန်တော်ပတ်စံအရန်ဖြူစင်တယ်ဟဲ့လားကျွန်တော်ပတ်စံတသိမ်းမဲရနှစ်သိမ်းမဲရတသောင်းမဲရငါးသောင်းမဲရအရန်ဖြူစင်တယ်နော်ဘာလို့ဆိုတော့ကျွန်တော်အဖိုးတွေအွားတွေကိုစောက်ရှောက်ပြီးတော့မှရထားတဲ့ပတ်စံသူများရှိကခိုးပြီးရထားတာမဟုတ်ဘူးနော်ခီပေါက်ပြီးရထားတဲ့ပတ်စံမဟုတ်ဘူးနော်အဲ့ဒီအတွက်ကြောင့်ပုပ်ပပုပ်ပမုံစပရစေတနာစေတနာသုံးနံပြထမ်းပြီးတော့မှစင်ရဲ့ချမ်းသာဟောအယုတ်လက်အမျက်မရွေးလာပြီးတော့တောင်းတဲ့ဟာဆိုရင်ကျွန်တော်တို့ကဘာလဲဆိုတော့အရင်ထဲကကျွန်တော်ကနော်ဒါဒါဟိုဟာဖြစ်ပြီးပြောတာမဟုတ်ဘူးဂုံယူပြီးပြောတာမဟုတ်ဘူးနော်တချို့ဆိုလို့ရှိရင်ဘာမှသိလည်းမသိဘူး နော်အရင်တော့ဆိုရင်ကျွန်တော်ဒီဒီဒေါ်လာရေးတွေမဖြစ်ခင်တော့ဆိုလို့ရှိရင်ကျွန်တော် Western Union နဲ့တခါလဲရော့ဆိုပြီးလှူပေးလိုက်တာအခုလို့ပြောလို့တော့မှကျွန်တော်လှူမှန်းသိလို့တချို့တွေကကြားတာနဲ့ကျွန်တော်ရှိအလှူလာခံတဲ့သူတွေရှိတယ်ကျွန်တော်အခုနောက်ပိုင်းကျတော့ကျွန်တော်အားလုံးပြောထားတယ်မေတ္တာရက်ခံထားတယ်အကုန်လုံးခဏနေပါဦးမလောက်ပါနဲ့ဦးမတောင်းပါနဲ့ဦးသိရမလားဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အချွေးဆက်နေတဲ့ကာလဖြစ်ပါတယ်ကျွန်တော်အခုဒေါ်လာရေးမှတော့ဒါလိုအပ်တဲ့သူတွေကိုကျွန်တော်ပေးတဲ့ချိန်ပဲဖြစ်ပါတယ်ဆိုပြီးကျွန်တော်တားထားတာနော်အဲ့တော့ဟိုရိုးသားတယ်မရိုးသားဘူးဆိုတာကနော်လူဆိုတာကပြောရင်သိရမှာပေါ့ လူဆိုသမင်းစားပြီးကြီးတာသိရမှာပေါ့ဟုတ်တယ်မလားအားလုံးကဟမ်ဟိုကို့မိသားစုတွေကိုအဲ့ဒါဟိုပုံတွေထောင်ပြီးတော့စော်ကားနေတဲ့သူတွေကိုကြတော့မပြောဘဲနဲ့နော်သူတို့သူတို့ထိတဲ့အခါကြတော့မှပြောတယ်ဆိုတဲ့အခါကြတော့တချို့လူတွေကိုလည်းကျွန်တော်ပြောချင်တာကအုံနောက်နဲ့စဉ်းစားဖြုတ်အုံနောက်နဲ့မစဉ်းစားနဲ့နော်ဖြုတ်အုံနောက်နဲ့မစဉ်းစားနဲ့နော်ဘာဖြစ်လို့လဲကျွန်တော်မိသားစုတွေကဘာမှဒီတော်လိုင်းရေးမှာဗျာအနောက်ရှက်လည်းပေးထားတာမရှိဘူး နော်ဘာမှမဆိုင်နဲ့ဗျာဟိုနောက်ဆုံးဗျာကျွန်တော်ရဲ့တူမလေးကိုအဲ့ဒါဟိုမအမမဆိုင်နဲ့ကျွန်တော်တူမလေးကိုတော့ကျွန်တော်ကအရင်မရားနဲ့ရထားပါတယ်ဆိုပြီးတော့ live ပေါ်မှာတက်ဖွားတယ်ဗျာဘလောက်များလဲဆိုရင်အော်လူတွေလူတွေလူတွေပါဇက်ကိုလေဟိုဘလို့ပြချီးတွေစားနေလားတော့မသိဘူးသိလားကျွန်တော်ကိုသိတယ်မလားကျွန်တော်ကိုဟိုမရားသိတယ်မလားမရားဒီမရားကျွန်တော်ရဲ့နောက်မရားပါဆိုပြီးပြောတယ်ကျွန်တော်ရည်ပြီးတော့ပဲပြောတော့မယ်ဗျာတိလားเนาะဒီမိမ့်မကိုကျွန်တော်ကဟိုအရင်အရင်တော့ကမိမ့်မရှိတယ်ခိုးပြီးစားထားပြီးတော့ရထားတဲ့မိမ့်မ ဆိုတဲ့ပုံစံမျိုးနဲ့တပြောတယ်အဲ့ဒါဟုတ်လားမဟုတ်လားဆိုတာကိုယုံတဲ့ကောင်တွေမျိုးအဲ့လိုကောင်မျိုးတွေပေါင်းနေတဲ့ကောင်တွေလည်းမင်းတို့အောက်တန်းစားတွေပဲအဲ့တော်လိုင်းအောက်တန်းစားတွေပဲအဲ့ဒီလိုမျိုးမဟုတ်ကန်တွေကတပြောတဲ့ကောင်တွေကိုပေါင်းတဲ့ကောင်တွေကတော်လိုင်းအောက်တန်းစားလို့ခေါ်တယ်မင်းတို့စောက်နာမည်ငါထည့်မပြောဘူးဘာဖြစ်လို့လဲဆိုတော့မင်းတို့အောက်တန်းချလို့เนาะမင်းတို့နာမည်ထည့်လို့မပြောချင်တာ နော်ဘာဖြစ်လို့ဆိုတော့အောက်တန်းစားတွေမဟုတ်လို့ငါထည့်မပြောရနော်အဲ့ဒီလိုကောက်မျိုးနဲ့ပေါင်းတယ်အဲ့လိုကောက်မျိုးဒေါ်လန်ရေးလို့ထင်တယ်ဒေါ်လန်ရေးပေါတငယ်ဟိုတငယ်ချင်းလို့ထင်တယ်ဒေါ်လန်ရေးပါလေလို့ထင်တယ်ငါတို့မှတသိန်းနှစ်သိန်းဟိုစောက်ဟိုရန်ဖြစ်အောင်တိုက်ပေးပြီးလှူနေတဲ့ကောက်တွေကိုဒေါ်လန်ရေးလို့ထင်တယ်အဲ့လိုကောက်မျိုးတွေကိုပေါင်းနေတဲ့ကောက်တွေမှန်တယ်များအောက်တန်းစားโอเคအောက်တန်းစားအဲ့လားပဲပြောမယ်မင်းတို့ကိုကိုကိုနိုင်မယ်ကိုမှတ်သွားနော် your name is အောက်တန်းစားနော်အောက်တန်းစားဒေါ်လန်ရေးနော် revolution အောက်တန်းစားအဲဆမ်အဲဟိုပါလေ အဲ Spring Revolution အောက်တန်းစာကိုဘယ်လိုခေါ်လဲမသိဘူးเนาะအောက်တန်းစာကိုအင်္ဂလိပ်လိုဘယ်လိုခေါ်လဲတော့မသိဘူးကျွန်တော်တို့ကတော့ဟို useless တွေပေါ့เนาะဒီကောင်ကြီးအတော့မဝင်တဲ့ကောင်ကြီးနောက်ဒီအောက်တန်းစာကိုအင်္ဂလိပ်လိုဘယ်လိုခေါ်လဲမသိဘူးเนาะကျွန်တော်ကျွန်တော်နည်းနည်းလေးလေ့လာလာဦးမယ်အောက်တန်းစာကိုအင်္ဂလိပ်လိုဟိုကဖြစ်လာဦးမယ်เนาะအဲ့တော့ဒီအောက်တန်းစာဆိုတဲ့ဟိုကျွန်တော်တို့ကတော့ဟိုအောက်တန်းစာဆိုရင်ဒီမှာဟို lower class တွေပေါ့ဗျာတိရအောက် အောက်တန်းစာတွေပေါ့ lower class တွေလို့ပဲကျွန်တော်เนาะ okay အဲ့တော့ lower class လို့ပဲလောလောဆယ်နာမည်ပေးလိုက်မယ် lower 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 class uh, spring revolution เนาะ spring revolution เนาะအဲ့တော့ဟိုဟိုပါဗော LR LS LSR ဗောเนาะ LSR လို့နာမည်ပေးလိုက်မယ်ဗျာ LSR เนาะ lower standard အဲ spring revolution ဗောဗျာတိရမှာအောက်တန်းကျနေတဲ့ဟိုတော်လန်ကြီးလုံနေတဲ့ကောင်းနေလို့အောက်တန်းစားကောင်းနေလို့ကျွန်တော်နာမည်ပေးလိုက်မယ်တိလားဒီကောင်းနေကိုပြက်เนาะအောက်တန်းစားကြီးဘာဖြစ်လို့လဲဆိုတော့ ဟိုဘာပြောလဲဆိုတော့ဟိုကိုလိုလူမျိုးကမှလာပြီးတော့အတိုက်ခံလောက်ပြီးတော့မှမပြီးနိုင်မစီးနိုင်ပဲနဲ့เนาะလောက်နေတဲ့အတွက်ကြောင့်ဒီကောင်းလေးကိုအောက်တန်းစားလို့ကျွန်တော်နာမည်ပေးလိုက်မယ်ချင်းနဲ့လားเนาะအဲ့တော့ကျွန်တော်ကပါလဲဆိုတော့ဟိုနာမည်တွေထည့်မပြောချင်တော့ဘူးဘာဖြစ်လို့နာမည်ထည့်မပြောချင်ဆိုတော့မတန်တော့ဘူးဒီကောင်းလေးကိုမတန်တော့ဘူးเนาะဘာဖြစ်လို့အရင်တော့တဲ့မလားဟိုစကားလေးတွေနဲ့ရှင်းပြတယ်လောက်ပြတယ်ပြောပြတယ်တကယ်ဆိုလို့ရှင်ကျွန်တော်ဒီအဲ့ဒါဟိုဒီတော်လန်ကြီးအစတွေကကျွန်တော်ဒီဘုဒ္ဓအပေါ်မှာလဲ ဟိုစိတ်ကအောက်တန်းကြားခဲ့တာမရှိဘူးကျွန်တော်အကောင်းဆုံးပဲပြောခဲ့တာတွေရှိတယ်အဲ့တော့သူတို့ကိုယ်တိုင်လည်းသိတယ်သူတို့ကိုယ်တိုင်လည်းကြားတယ်နော်နောက်ဆုံးညာသူတို့ရဲ့မိသားစုတွေကျွန်တော်အခုချိန်ထိနော်သူတို့ရဲ့မိသားစုတွေကိုအခုချိန်ထိဟိုဟိုပြောခြင်းပြုခြင်းမရှိဘဲနဲ့နော်အဲ့တော့နော်ဟုတ်တယ်ဟုတ်တယ် lower class တွေဟုတ်တယ်အကိုကြီးနော်အဲ့တော့အဲ့အောက်တန်းစားတွေကိုကျွန်တော်ကဟို LSR လို့နာမည်ပေးလိုက်မယ်နော် lower lower class နော် lower class sprint revolution နော်ဒီဒီအဲ့လိုအောက်တန်းစားလုပ်တဲ့ဟိုပါပေါ့ ဟိုဟိုတော်လန်ရေးပေါ့ဗျာအောက်တန်းသားတော်မားတွေလုတ်တဲ့တော်လန်ရေးပေါ့အဲ့ကောင်တွေကဘာလုတ်လဲဆိုလို့ရှိရင်သူများမကောင်းကြောင်းပြောမယ်စောက်တင်းထိုင်တုံးမယ်နော်တနေ့နေ့မဟုတ်တာတွေထိုင်ပြောမယ်အဲတစ်ဖက်ဖွဲ့ကိုအဲမကောင်းတာတွေထိုင်ပြောမကောင်းတာတွေပဲထိုင်တုံးမယ်အဲ့အဲ့လိုကောင်မျိုးတွေနော်တော်လန်ရေးမှာဗျာတကယ်လိုအပ်တဲ့အရာတွေနော်လိုအပ်တဲ့အရာတွေကိုလိုအပ်တယ်လို့ပြောမယ်လို့စိတ်ကူးမရှိဘူးဒီကောင်တွေကနော်ဒီကောင်တွေမှာဗာလဲဆိုတနေ့တနေ့လိုက်ထောင်လိုက်တယ်ထောင်လိုက်လို့ရှိရင်သိရမလားသူများလိုက်ကိုထောင်မယ်ထောင်ပြီးရင်ဟိုဟာဖြစ်မယ်ပြောမယ်ဒါမျိုးတွေပဲသူတို့မှာတတ်တာနော်ကိုယ့်ရဲ့ကိုယ်ပိုင်ရည်ချင်းနဲ့ ိုပိုင်ပြောနိုင်တဲ့ဟာမရှိဘူးเนาะเนาะမင်္ဂလာပါကိုထင်းမြတ်ရေเนาะအဲကိုထင်းမြတ်သိပါရေเนาะကျွန်တော်တို့ကခံရတဲ့သူတွေအဲခံခဲ့ရတဲ့သူတွေဒါပေမဲ့ဘာလဲဆိုအောက်တန်းစားတွေမဟုတ်လို့เนาะမချေပါတာပဲရှိတာဟုတ်တယ်မလားအဲ့တော့ကျွန်တော်ပြောရရှင်းတယ်ဘာတက်တိမ်မလဲသူတို့မှပြနိုင်ကြမရှိဘူးနော်ပြောလိုက်လို့ရှင်တက်တေရှိတယ်တက်တေရှိတယ်လီးတက်တေငါလုံးမသားတွေလီးတက်တေလားငါလုံးမသားတွေနော်အဲ့တော့ဘာတက်တေမှလဲချားပြားစရာမရှိဘူးနော်ဟိုတော်လိုင်းရင်းမှာဗျာဟိုနှိမ့်နှိမ့်ကာကာနဲ့တကယ်ဟိုထဲထဲဝင်ဝင်နဲ့ပါနေတဲ့កောင်တွေကိုလာပြီးတော့မှအ ဟိုတိုက်ခိုက်မယ်စော်ကားမယ်ကိုကြည့်တော့ကြတော့ကဲအောက်တန်းစားဗျာငါလုံးမပညာမတတ်စာမတတ်ဟမ်ကိုကိုပန်ကိုငါလုံးမဟိုအေးစစ်မနေချင်တဲ့ကောင်ကြီးသိလားအဲ့လိုကောင်မျိုးတွေကိုကျွန်တော်က lower class မှာပဲထားတယ် okay အဲ့တော့ကျွန်တော်ဒီဒီတော်လိုင်းရေးမှာမှတ်ထားနော်အဲ့ဒီအောက်တန်းစားတွေနဲ့မပတ်သက်နဲ့ညီပြန်တဲ့လူတွေလည်းခင်ဗျားတို့နော်အောက်တန်းစားတွေနဲ့မပတ်သက်နဲ့အောက်တန်းစားတွေလှူတဲ့ဟာတွေမယူနဲ့နော်တခါတည်းတခါတည်း white collar လို့ခင်ဗျားတို့သိလားရတယ်မယူနဲ့ဒီအောက်တန်းစားအစာကိုစားမိလို့ရှိရင်လာလိမ့်မယ်တနေ့ကျရင်အောက်တန်းကြားတဲ့ဟာတွေလောက်လိမ့်မယ်ကိုရှိရအချက်လက်တွေသိကျင်လာလိမ့်မယ် နော်မိကြီးကျွန်တော်ဒီကနေ့လှူတဲ့သူတွေအကုန်တည်တယ်မြေမြန်ရသူတွေကျွန်တော်တည်တယ်ကျွန်တော်မဆက်စုဘူးနော်ဘယ်သူကပါဆိုတာမဆက်သူအဲကြောင့်ကျွန်တော်တချို့တချို့အဖွဲ့တွေဆိုရင်ကျွန်တော်တည်အောင်မတည်ဘူးနော်နာမည်ကြီးတဲ့အဖွဲ့လောက်ပဲကျွန်တော်တည်တာနော်တချို့အဖွဲ့တွေဆိုရင်ကျွန်တော်ဘာမှမဝင်မပတ်တော့ရော့အမှတို့တို့သွားလှူလိုက်တယ်ပြီးပြီတို့တသိန်းရောက်ပါလေတသိန်းဆယ်သိန်းရောက်လေဆယ်သိန်း၅သိန်းရောက်လေ၅သိန်းတို့တို့အတွက်သုံးဖို့ရတယ်ဗျာစားဖို့ရတယ်အာကျွန်တော်တို့ရဲ့ဒီဒီငွေကြေးရပါလို့ဖြူစင်တဲ့ပတ်စံဖြစ်တဲ့အတွက်တို့လည်းဘိုက်တနက်ပြည့်တယ်ဆိုလို့ရှိရင်ဒါတော်လန်ရေးအတွက်တည့်ရအသက်ရှင်နေဗျကျွန်တော်အဲ့လိုပဲတန်ဖိုးထားတယ် နော်ဒါဒါတန်ဖိုးပဲနော်အဲ့တော့ဟိုကျွန်တော်ကကျွန်တော်ရဲ့မိသားစုနော်ကျွန်တော်မှာဆင်းရဲတဲ့မိသားစုရှိတယ်တချို့ကျွန်တော်နော်ညီကိုမောင်နှမတွေမှာဆင်းရဲတဲ့မောင်နှမတွေရှိတယ်အဲ့လိုလူတော်မှကျွန်တော်တကယ်လို့ဒါအီတော်လန်ကြီးအစတွေကတလောက်9သိန်းသာပေးနေမှာဆိုလို့ရှိရင်လေကျွန်တော်ကလေအာဗုဒ္ဓံပူဇေမိဗုဒ္ဓံမြတ်စွာဘုရားကိုပူဇေမိပူဇော်ပါကြီးဒီလေကိုကိုလွင်ချမ်းကျမ်းသာပါသေးကျမ်းသာပါသေးနဲ့ကျွန်တော်ဆုတောင်းပေးနေမှာသူတို့ဖရာကိုတခါဆုတောင်းတိုင်းကျွန်တော်ကိုတခါဆုတောင်းပေးနေမှာနော် အခုကြာတော့ဘာဖြစ်လဲဆိုတော့ဟိုတော်လန်ကြီးကြာတော့လောက်တယ်ငါတို့ကြာတော့မတူဘူးဆိုတာမျိုးတော့မှကျွန်တော်မှအပြောခံရတယ်ငါတို့ကြာတော့မထောက်ပံ့ဘူးဆိုတာပြောခံရတယ်เนาะအဲ့တော့ကျွန်တော်ကရှင်းရှင်းလေးပဲเนาะကျွန်တော်ကရှင်းရှင်းလေးပဲကျွန်တော်ဒီကနေ့เนาะဒီကနေ့ကျွန်တော်တော်လန်ရေးကိုဝင်လောက်လာတယ်ကျွန်တော်ဒီကနေ့တော်လန်ရေးပါလာတယ်ပါလာတဲ့အချိန်မှာကျွန်တော်အားလုံးအားလုံးเนาะအားလုံးအားလုံးကိုကျွန်တော်ကကျေးဇူးလက်တင်တယ်เนาะအဲ့တော့ဒီမှာအခုဒီမှာဟိုဟာ ကိုပေတီ ဆိုပြီးတော့နာမည်တက်လာတယ်ဟိုတရုတ်နာမည်နဲ့တရုတ်ပုံနဲ့ဖြစ်နေတယ်အဲ့ဒါကျွန်တော်ကိုပြီးရင်ဆက်သွယ်ပေးပါနော်ဆက်သွယ်ပေးပါအဲ့ဒါအကောက်တူလားအကောက်စစ်လားကျွန်တော်သိချင်တယ်ဘာလို့ဆိုတော့ပုံစံပြောင်းသွားလို့နော်အဲ့တော့အဲ့တော့ကျွန်တော်ကရှင်းတယ်ဗျာနော်ကျွန်တော်တို့ကဘာလို့ဆိုတော့ကျွန်တော်အကောက်တူဆိုတခါတည်းဘလော့မှာမဘူးနဲ့နော်အဲ့တော့ဟုတ်ကဲ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 ့အုံးမြင်နော်ဟုတ်ကဲ့ကျေးဇူးပါဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ကရှင်းရှင်းလေးဗျာကျွန်တော်တို့ကလူလိုလူလိုမြင်တယ်နော်လူလိုလူလိုမြင်တယ်ဒီတော်လန်ရေးကိုအရင်နဲ့ပြီးချင်တယ် เนาะကျွန်တော်တို့ဟာဟိုပြောလောင်ခံရတယ်ဗျာတချို့ဆိုသိတယ်မလားဟိုတော်လိုင်း2024မှာပြီးမယ်ဆိုတဲ့ဟာကိုမင်းမင်း line မှာတက်မအားနေတော့ရပါဘူးဟိုအောင်ခွေးပါသူကเนาะအတင်းအကျပ်ကျွန်တော်တို့ဗျာဟိုတော်လိုင်းဘယ်တော့ပြီးမှာလဲတော်ရမှာဆောင်းမြင်ကလေးကျွန်တော်လည်းအဲပြီးမယ်လို့ပြောလိုက်တယ်အဲ့မှာဟိုကျွန်တော်အဲ့လာနဲ့အကျပ်ကင်ပြီးတော့မှဒီကောင်ကအဲကျွန်တော်တော်လိုင်းကျွန်တော်ပြောရရှင်းရှင်းလေးတော့တော်လိုင်းရေးဆိုတာမင်းမင်းမွေးတယ်လို့မလွယ်ဘူးမင်းမင်းမတော့မှဂျူးဒိတ်ပေးထားတယ်ဘယ်နေမွေးမယ်ဆိုတာကျွန်တော်ဒါကြီးပြောတာကိုဒီကောင်ကသဘောမပေါက်ဘူးအောက်တန်းစားဆိုတော့သဘောမပေါက်ဘူးဒီကောင်ကလည်းခွေးအောက်တန်းစား ။နော်သူ့သူ့မိန်းမကသူ့ကိုပြောတယ်စမောတွေဟိုရက်ပေးနေတာတို့အဲဘာလဲချောင်းကြည့်နေတာဆိုပြီးဒီကောင်ကပြောခံရတဲ့အောက်တန်းစား။အဲကောင်ကတော့ခွေးအောက်တန်းစား။ နော်ဒီဘက်ကတော့ဒေါ်လာရင်းအောက်တန်းစာဒေါ်လာရင်းအောက်တန်းစာနဲ့ခွဲအောက်တန်းစာကလည်းခွဲရသေးတယ်ဒီလားနော်အဲဒီဘက်ကဒေါ်လာရင်းအောက်တန်းစာတွေကကြတော့အဲ့လိုပေါ့သူများမကောင်းကြောင်းထိုင်ပြောမယ်ပောက်ကရထိုင်ပြောမယ်တန်ဖို့ရှိတာမပြောဘူးတကယ်မှာအဲ့တောက်ပောက်ကရပြောနေတဲ့ကောင်တွေကိုလက်ခံစကားပြောတယ်နောက်ပြီးကျွန်တော်မိသားစုတွေပုံတွေကိုတင်ပြီးတော့ဆဲတယ်ပြုတယ်အဲ့လိုကောင်မျိုးတွေပုံတင်ထားတဲ့ကောင်တွေကိုတင်တယ်လက်ခံစကားပြောတယ်ဆိုတော့အဲ့ကောင်တွေကအကုန်အောက်တန်းစာပဲကျွန်တော်အကုန်လုံးအောက်တန်းစာဆင်းသွင်းလိုက်တယ်ရှင်းတယ်နော်အရာမင်းတို့ပေါ်တင်ပြောတာအကုန်မင်းတို့အောက်တန်းစာပဲ နော်ဘာလို့ဆိုတော့ကျွန်တော်တို့ကရှင်းရှင်းလေးပဲနော်အခုဒီဒီဒီလိုက်မှာတက်လာတယ်ဒီလိုက်မှာတက်လာလို့ရှိရင်ကျွန်တော်တို့တော်လန်ရေးရဲမှာတကယ်ပါနေတဲ့မိသားစုရဲ့ပုံတွေနဲ့လာပြီးတော့မှကျွန်တော်အောက်ထဲမှာလာမှန်းတာတို့လာပြီးဟောပြဘလော့ချက်ချင်းဘလော့တာကျွန်တော်ကအဲ့လိုကောင်မျိုးချက်ချင်းကန်ချတာသိလားနော်အဲ့ဒါမင်းတို့သိထားဖို့ကအဲ့ဒါမတူတဲ့အချက်တွေပဲကိုဘေးဒီဟောပါဦးဟာဗာလဲကျွန်တော်ကိုကိုလင်ဆိုတာဘာလို့မှအားမနာဘူးသဘောပေါက်လားဘာလို့မှအားမနာဘူးတော်လန်ရေးနဲ့ပတ်သက်ရင်ဘာလို့မှအားမနာဘူးဘာလို့ဆိုတော့ကျွန်တော်လုပ်နေတာဘာလို့တော့မှလုပ်နေတာမဟုတ်ဘူး နော်ကျွန်တော်လုံနေတာဒီနိုင်ငံအတွက်လုံနေတာနော်ဘယ်သူဘယ်သူတောင်မှလုံနေတာမဟုတ်ဘူးနော်အော်တချို့ကတော့ပြောတယ်ဗာလဲဆိုတော့အမေစုအမေစုလုတ်ဖို့လုံနေတာမဟုတ်ဘူးအဲဒါပေမဲ့ကျွန်တော်လုံနေတဲ့နေရာမှာအမေစုလုတ်ဖို့ပါတယ်နော်အမေစုလုတ်ဖို့ပါတယ်ကျွန်တော်လုံနေတာလာမပြောနဲ့ကျွန်တော်လုံနေတာအမေစုလုတ်ဖို့ပါတယ်ဒီနိုင်ငံလုတ်ဖို့ပါတယ်အမေစုလုတ်မှဒီနိုင်ငံလုတ်မှာနော်ဒီဒီတော်လိုင်းရေးထဲမှာရှိနေတဲ့နော်ဒီလူတွေနော်ဒီအဖမ်းခံရတဲ့သူတွေသမိုင်းဦးဝင်းမြင့်တို့သူတို့လုတ်မှတကယ်ဒါအမှန်ကန်လုံနေတဲ့သူတွေနော်ဒီလိုလူတွေလုတ်မှနိုင်ငံချမ်းသာမှာ နော်ဒီလိုအမှန်တရားလုံနေတဲ့သူတွေလွတ်မနိုင်အဲ့လိုလူတွေအတွက်ကျွန်တော်လုံနေရလဲပါတယ်ဘာမှလာပြီးတော့အမေစုလုတ်ဖို့အတွက်လုံနေတာမဟုတ်ဘူးအမတရားလို့လုံနေတာဒီဒီဟွာဟိုဘာလဲဟိုအာနာရှင်ကိုတိုက်ဟဲ့အာနာရှင်တယောက်တည်းကိုတိုက်လို့မရဘူးရှင်းရှင်းလေးပဲအာနာရှင်ကိုတောက်တိုင်လုံနေတဲ့သူတွေကိုလည်းငါတို့ကတိုက်ရမှာပဲနောက်ပြီးတော့ဒီအမေစုလို့လုတ်အောင်လည်းငါတို့ကလုတ်အောင်မှာပဲရှင်းရှင်းလေးပဲငါတို့ကတော့အမေစုလုတ်ဖို့လည်းပါတယ်ရှင်းရှင်းလေးပဲငါတို့အားကိုးရတာဒီတနိုင်ငံလုံးအတွက်အားကိုးရတာဒေါန်ဆန်းစုကြည်ပဲ နော်ဘာမှလာပြောမနေနဲ့နော်ကျန်တဲ့တိုင်းသားခေါင်းဆောင်တွေလည်းအကုန်လက်ခံတယ်ငါပြောတဲ့စကားကိုဘာလို့လဲသူတို့ကိုယ်တိုင်လည်းအားကိုးတယ်နော်အဲ့မှာဟိုတချို့ပဲမကြိုက်တဲ့သူတွေပဲလက်မခံကျင်လက်မခံလိမ့်မှာငါတို့ကလက်ခံတယ်နော်ရှင်းရှင်းလေးပဲဟမ်ဒါမှမပြောနိုင်အခုဟိုဟိုကိုထွန်းမြတ်နိုင်တို့ဟလာဒီဒီဘိုလ်ချုပ်ထွန်းမြတ်နိုင်တို့ငါတို့ကလက်ခံတယ်သူကရခိုင်မကလို့အေယုတ်ပဲဖြစ်ဖြစ်ဂျမန်ပဲဖြစ်ဖြစ်ကလားပဲဖြစ်ဖြစ်နော်ငါတို့ကလက်ခံတယ်ဘာဖြစ်လို့သူရဲ့စိတ်စေတနာငါတို့နိုင်ငံလိုသက်ဖို့ပါတယ်အဲ့လိုငါလက်ခံတယ်ရှင်းရှင်းလေးပဲနော်အဲကိုထွန်းမြတ်နိုင်တို့လို့လူမျိုးတွေခေါင်းဆောင်တက်လို့လဲငါတို့ကဝက်ခံမယ် ဒါပေါ်တင်ပြောတာဝဲခန့်ပဲဟဲ့လားနော်မင်္ဂလာပါမင်္ဂလာပါနော်နော်ကိုဝေးဒီရဲ့မင်္ဂလာပါနော်ကိုဝေးဒီဟိုကအကောက်ကိုတစ်ချက်လောက်ကျွန်တော်လေဟိုဟိုအကောက်ကစိမ့်နေလို့လေကျွန်တော်မြင်တာနော်အဲဟိုအပြင်ကျွန်တော်ဆက်သွယ်ပေးပါနော်တစ်ချက်လောက်လိုက်ပြီးလို့ရှိရင်ကိုဝေးဒီနော်ဒီဒီဒီအကောက်နဲ့မဟုတ်ပဲနဲ့တခြားအကောက်ကျွန်တော်တိတဲ့အကောက်တွေနဲ့ကျွန်တော်ဟိုဝင်ကြည့်လိုက်ပါမယ်နော်ပြီးလို့ရှိရင်ဟိုဟာဟိုဖြစ်မှာဆိုလို့မှားမှာဆိုလို့နော်အဲ့တော့ရှင်းရှင်းလေးပဲဗျာနော်ဒီတော်လန်ရေးကို ကျွန်တော်တို့ကနိုင်ကျင်တယ်ပြီးကျင်တယ်နော်ဒီတော်လိုင်းကြီးအတွန့်ရှင်နေတာကိုကျွန်တော်မကြိုက်ဘူးနော်ဘာဖြစ်လို့အတွန့်ရှင်နေတဲ့အတွက်ကျွန်တော်ပြည်သူတွေအခုဒုက္ခရောက်နေတယ်နော်ပြည်သူတွေအခုစားဝတ်နေရေးဟိုဟာဖြစ်နေတယ်နော်စစ်ပေးရှောင်နေအများကြီးဖြစ်နေတယ်ရှင်းရှင်းလေးပဲအဲ့တော့စစ်ပေးရှောင်အောင်မလူဘူးနော်စစ်ပေးရှောင်အောင်မလူဘူးအဲ့လားဒီတော်လိုင်းကြီးအတွက်ပဲလူမယ်ဆိုရဲသူကလူမင်းမမင်းတော်လိုင်းကြီးပဲလူလူဘာပဲလူလူဒီစစ်ပေးရှောင်လည်းလူရမှာနော်အဲ့လားငါတို့ရဲ့ဒီ NUG ကိုကုညီတာနဲ့အတူတူပဲ เนาะငါတို့ဒီဒီတော်လန်ရေးမှာအခုအဲ့အဲစစ်ဘေးရှောင်တွေကိုလည်းတော်လန်ရေးသမားတွေကလည်းကျွေးနေရတာပဲเนาะတော်လန်ရေးသမားတွေကလည်းအဲ့စစ်ဘေးရှောင်တွေကိုကျွေးနေရတာပဲသဘောပေါက်လားအဲ့တော့ဘ누구ပဲလှူလူမြေပြင်မှာရှိပြီးတကယ်ဒုက္ခရောက်နေတဲ့သူတွေကိုလှူရမှာအခုရေးပေးမိပေးလှူတာလည်းလှူရမှာပဲเนาะဘဝရိတ်တာလှူလည်းလှူရမှာပဲဘ누구ပဲလှူလူเนาะဒီတော်လန်ရေးမှာအားလုံးကဟိုဟိုဟာလို့ပေါ့ဗျာเนาะကျွန်တော်တို့ဒီပျက်စိတ်အောင်လေးရเนาะပျက်စိတ်အောင်အောင်လေးရပျက်စိတ်အောင်လေးဆိုပေမဲ့ အကောင့်လေးကသေးပင်မဲ့လို့เนาะအကောင့်လေးကသေးပင်မဲ့လို့เนาะဟိုအကောင့်တူတွေပေါ်နေလို့เนาะကိုဗီတီကျေးဇူးပါเนาะအဲ့တော့ဟိုပရဲစိတ်လေးတစ်သေးလေးအကောင့်လေးเนาะတစ်သေးလေးဘာမှတန်ဖိုးမရှိဘူးမထင်နဲ့အဲ့ပရဲစိတ်အုံထဲကိုအမတန်ကြီးမားတဲ့မွေကြီးကရောက်သွားတယ်ဟမ်ရောက်သွားတဲ့အခါမှာဘာဖြစ်လဲအာကိုလုံးကြီးနဲ့လိုက်ဖိအာမွေစောတိတဲ့အတိုင်းပဲเนาะအဲ့စားရတာလည်းမဟုတ်ဘူးเนาะဒီပရဲစိတ်တွေသူစားရတာလည်းမဟုတ်ဘူးဒါပေမဲ့မွေစောတာမျက်စိမမြင်ဘူးလေ သူကအရေးပဲမြင်တယ်ဒီသူတိုးနေတာဘယ်ရစိတ်အောင်မန်းသူမသိဘူးဒါပေမဲ့ဘယ်ရစိတ်တွေအတွက်ကတော့ဒါရန်သူဖြစ်တယ်နော်မွေးကြီးလာတဲ့အတွက်သူတို့ဒီကိုလုံးနဲ့တက်ချိတ်ခံရတယ်နော်သူတို့ဥထားတဲ့ဥတွေအငင်းချေခံရတယ်ဒါပေမဲ့ခါချင်းဥကိုခါချင်းဥလိုပါတော့အဲ့မွေးတွေပါရကြိုက်တယ်နော်အဲ့ဒါသာစားလာလည်းဖြစ်မယ်အဲ့အနံ့ရလို့နော်နောက်ပြီးဘယ်ရစိတ်တွေကပြီးတော့ဒီတချို့အကောင့်တွေကိုသူတို့ဟိုဆွဲလာပြီးတော့သူတို့ရဲ့အတိုက်ညုံထဲမှာထားတော့အဲ့အနံ့ရတယ်ပုံနဲ့ရတယ်အဲ့ပုံနဲ့ကြောင့်လည်းလာလာလည်းဖြစ်မယ်နော်အထူးသဖြင့်ဒီဒီမွေဟောက်တို့ပါလို့ဆိုလို့ရှိရင်ကြက်ချီးတွေပါဆိုတော့အရန်ကြိုက်တယ် เนาะအဲ့တော့အဲ့လိုအနက်ဆိုးဆိုးရရလဲဆိုရင်ငွေရလဲအနက်နဲ့လာတာသူကအနက်နဲ့လာတော့ဒါပေမဲ့ तू လာတဲ့ဟာတကယ်အဲ dangerous ဖြစ်နေတဲ့နေရာကိုလာတယ်လို့ तू မသိဘူးငွေရเนาะမသိဘူးအဲ့တော့ငွေကြီးကကြီးပဲလေကြီးပဲဆိုတော့လာတယ်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 အဲ့လောက်ကိုဟောဟုတ်ကဲ့ဟုတ်ကဲ့ကိုပဲတည်ရေကျေးဇူးပါကျေးဇူးပါเนาะ buy message ပို့ရကျေးဇူးပဲเนาะဒါပဲအာ confirm ဖြစ်တယ်เนาะအဲ့တော့အဲ့တော့ဗာလဲဆိုတော့ငွေကြီးကကြီးပဲเนาะကြီးဆိုတော့ तू ကတော့ သူသူကမျက်လုံးကမမြင်ရဘူးလေမမြင်ရသူကအရေးပဲမြင်ရတော့ဒီသူလာတိုးနေတဲ့ပရဲစိတ်တွေကိုသူကစောက်ကူမဆိုင်ဘူးနော်စောက်ကူမဆိုင်ပဲနဲ့သူလာလို့တယ်ဟိုကပရဲစိတ်ကလည်းတကယ်ဟိုဟိုအတုံးမဝင်နဲ့အမဲကောင်နေမဟုတ်ဘူးအမဲလေးတွေရှိတယ်လေအမဲလေးတချို့အမဲအဲ့ပရဲစိတ်အမဲလေးတွေကသူတို့ကအဲ့လောက်ကြီးကြိုက်တာဟိုအဆင်မပြေဘူးဒါပေမဲ့ခါချင်းခါချင်းနီးတွေရှိတယ်နော်ခါချင်းနီးတွေရှိတယ်အဲ့ဒီဟိုပရဲစိတ်အနီကောင်တွေရှိတယ်အဲ့ဒီအနီကောင်တွေရှားလဲလဲသွားလဲသွားတွေ့ရဟိုကောင်ကတည့်ရမှာဟိုနှုတ်သီးနဲ့တစ်ဖက်တစ်ဖက်တစ်ဖက်နဲ့တွေ့ရ နောက်ဆုံးပါပြလဲမွေကြီးလူးလိုက်ပြီးခံရပြီးတော့ထွက်လည်းမပြေဘူးအစိတ်တွေမိပြီးတော့နော်လူးလိုက်ပြီးခံရတယ်နော်ခံရတဲ့အခါကျတော့ပါပြလဲအဲ့မှာနောက်ဆုံးပါပြလဲအဲ့မွေကြီးကတေးတာပဲတေးတော့မှသူ့အသားဟိုဆွေးမြင်းနေတဲ့အသားတွေကိုဘယ်ရဲ့စိတ်တွေကကောင်းကောင်းကြည့်လာအဲ့တော့ဘယ်ရဲ့စိတ်ပင်မဲ့လဲအထင်မသေးနဲ့နော်စင်အောင်မှမခံနိုင်ဘူးတဲ့လားဘယ်ရဲ့စိတ်ပင်မဲ့အဲ့တော့မင်းတို့တိထားဖို့ကကိုကိုလွင်မင်းတို့တယောက်တည်းကြားနေရဆိုပြီးတော့မင်းတို့အထင်မသေးနဲ့နော်နော်ငါမတရားတဲ့ဘက်မှာငါနော်ဘယ်တော့မှငါမတရားလုပ်နေတဲ့သူတွေရဲ့ဘက်မှာငါဘယ်တော့မှမရက်တည်ဘူး ငါတရားတဲ့ဘက်မှာငါအမြဲတမ်းယက်တည်တယ်ငါအမှန်တရားကိုပဲစကားပြောတယ်အမှန်တရားပဲလုပ်တယ်သဘောပေါက်လားအဲ့အတွက်ကြောင့်ဘာဖြစ်လဲဆိုတော့ဒီအမှန်တရားတွေကငါနောက်ကိုလိုက်လာတယ်သဘောပေါက်လားအဲ့လိုက်လာတော့ငါတို့ကလည်းအဲ့အမှန်တရားလိုက်လာတဲ့သူတွေကိုငါတို့ကစီစစ်တယ်စီစစ်တဲ့အခါမှာဒီအမှန်တရားလိုက်တဲ့ငါနောက်ကိုလိုက်တဲ့သူတွေကမှန်လားမမှန်လားဆိုတာကိုလည်းငါတို့ကစီစစ်တယ်နော်ဒါပေမဲ့ဟိုဘယ်လိုပြောရမလဲဟိုအဲ့ဒီလူတွေနော်အကုန်လုံးပေါ့နော်အဲ့ဒီလူတွေအကုန်လုံးကလည်းမင်းတို့အခုတိုက်ခိုက်တဲ့အတွက်ကြောင့်မင်းတို့အခု ကောင်းကောင်းပြန်တွေ့ရအဲ့တော့အဲ့တော့ငါတို့ကငါတို့ PS စိတ်အုံဆိုပြီးတော့မင်းတို့အထင်မသေးနဲ့နော်တိလား PS စိတ်အုံဆိုပြီးထင်မသေးနဲ့ငါတို့က PS စိတ်အုံမဟုတ်ဘူးတကယ်တော့နော်ခါချင်းအုံလည်းမဟုတ်ဘူးငါတို့ကတကယ်တကယ်ဟိုဟာနော်ညီမမင်းတို့ငါတို့ကသူ့နှိုင်းမရတဲ့နော်မင်းတို့ကြောက်နေရတဲ့ဟာဘိုးကြီးတွေငါတို့ကတိလားသဘောပေါက်လားမင်းတို့ကြောက်နေရတဲ့ဘိုးကြီးတွေငါတို့ကမင်းတို့ကပါဇက်ပဲရှိတယ်နော်ဟိုဟိုဘာလဲဟိုဟိုဘာလဲဟို ်ဗျောင်းအိုးတွေမင်းတို့ကဗျောင်းအိုးတွေနော်အဲ့ပေါင်း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 ဆိုပေါက်ပြီးရင်ပြီးသွားတာမင်းတို့ကနော်တေးုတ်တေးုတ်ဗျောင်းအိုးတွေမင်းတို့ကတိလားငါတို့ကမပြီးဘူးနော်တရားငါတို့ကမပြီးဘူးငါတို့ကတေးုတ်ဗျောင်းအိုးတွေမဟုတ်ဘူးနော်ပါဇက်ကပေါက်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 နဲ့ဖောက်ပြီးပြီးသွားတဲ့ကိစ္စမဟုတ်ဘူးဒါပေမဲ့ငါတို့ကတီးခန့်နိုင်စွမ်းရှိတယ်တိလားတီးခန့်နဲ့တီးခန့်နဲ့အာအရန်ကောင်းနေငါတို့ကနော်မင်းတို့ပါဇက်နဲ့တခွန်းပြောဖို့အတွက်ငါတို့ကအရန်စဉ်းစားတာတိလားဩဟိုငါတို့ပြောလိုက်လို့တိတ်ခါကြသွားမယ်ငါတို့ပြောလိုက်လို့ဒုက္ခရောက်သွားမယ်လို့ငါတို့အဲ့လိုတွေးပေးတယ်နော်ငါတို့ကမလုပ်ဘူးမင်းတို့ နော်မင်းတို့ကတာနော်ငါတို့အုံနောက်မရှိတဲ့အတွက်မစင်စားမစင်ချင်ပဲနဲ့ပေါ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 နဲ့ဖောက်ပလိုက်တာမင်းတို့ကဟမ်အဲ့တော့ဘာတာဝန်ယူမှုဘာတာဝန်ခံမှုမှမရှိဘူးခဲ့ငါလိုင်းပေါ်တက်ပြီးတော့စောက်တင်းတက်ပြောတာမဟုတ်ဘူးနော် စောက်တင်းတက်ပြောတာမဟုတ်ဒါလားမင်းတို့အကြောင်းနေမပြောဘဲနဲ့ထားထားတာတွေအများကြီးရှိတယ်နော်မင်းတို့မိသားစုတွေနဲ့မင်းတို့ပြဿနာတွေနဲ့မင်းတို့မိသားစုတွေနဲ့မပြောတဲ့ဟာတွေအများကြီးရှိတယ်ဒါဒေါ်လာရင်းနဲ့မဆိုင်လို့မပြောသေးဘူးနော်မင်းတို့ရဲ့တိတ်ခါပိုင်းနေနဲ့ဆိုင်လို့ငါမပြောသေးဘူးနော် ါပေမဲ့မင်းတို့ပြောမယ်တော်လန်ရေးနော်မင်းတို့အောက်တန်းစားတွေကိုမင်းတို့အကြောင်းတွေကိုအထက်မပြောချင်သေးလို့တော်လန်ရေးအောက်တန်းစားတွေတော်လန်ရေးကိုပျက်စီးလာအောင်လုပ်တဲ့ကောင်တွေအဲ့လိုကောင်မျိုးတွေကိုတော့ငါတို့ကဆော်မှာရှင်းရှင်းလေးပဲနော်သဘောပေါက်လားအဲ့တော့ဒီကနေ့ကျွန်တော်ကအောက်တန်းစားတွေအကြောင်းပြောတာဖြစ်တဲ့အတွက်ကျွန်တော်အတန်နည်းနည်းမာနေပါတယ်ကျွန်တော်တန်နည်းနည်းထန့်နေပါတယ်နော်ဒါပေမဲ့ကျွန်တော်ဒီအောက်တန်းစားတွေရဲ့နာမည်တွေကိုကျွန်တော်မသုံးဘူး။ဘာကြောင့်လဲအောက်တန်းစားတွေကညောက်သွားမှဆိုလို့။ဘာလို့လဲဆိုတော့ကျွန်တော်ပါဇက်နဲ့မတန်ဘူးလေ။နော်ဒီအောက်တန်းစားတွေကျွန်တော်ပါဇက်နဲ့မတန်ဘူး။အဲ့တော့ ကိုကိုလွင်ပြောနေတာဒီငါပြောနေရလားသူပြောနေရလားစဉ်းစားမင်းတို့ဗိုင်မင်းတို့နော်နာကျင်တဲ့ကောင်နာမနာကျင်တဲ့ကောင်မနာနဲ့နော်ငါတော့မင်းတို့တခါတည်းတဆုံးထဲ့ပေးလိုက်ပြီနော်နော်တနေ့စောက်စရာမလိုဘူးတနေ့စောက်စရာမလိုဘူးနော်ကိုအောင်ကြီးတနေ့ကိုစောက်စရာမလိုဘူးအခုပေါ်နေပြီနော်တဲ့လားပေါ်နေပြီ လူတွေကတိနေပြီနော်လူတွေကတိနေပြီနော်တနေ့ပေါ်ပေါ်စရာမလို့အခုတည်းကပေါ်နေပြီသိရမလားအခုတည်းကပေါ်နေပြီနော်ဒီကောင်းလေးဘလို့လူမျိုးတွေလဲဘလို့ဘလို့ပုံစံတွေသွားတယ်ဘလို့ဟိုဟာဖြစ်တယ်နော်ဒီဒေါ်လန်ရေးကိုဗျာသိတယ်မလားဟိုအမြောက်ဆန်တွေလို့လိုက်လုံနေတာလေအမြောက်ဆန်တွေလို့လိုက်ပြီးတော့လုံနေတယ်တကယ်တမ်းကျတော့ဒေါ်လန်ကြီးကအခုချိန်မှာအိုးအထွတ်ထိပ်ရောက်နေတယ်ဗျာအခုအမေစု280ဗျာနော်အသက်80အခုကမ်ပိန်းတွေလုံနေတယ်၄000လို့သေးတယ်ဗီဒီယိုတွေ ဒါတွေပြောရမှာကျွန်တော်တို့ကနော်ဒါတွေကိုအခုဒီအချိန်မှာမပြောရဘဲနဲ့ဒီအောက်တန်းစားတွေအကြောင်းပြောနေရတာကျွန်တော်တို့တွေအရက်နဲ့နားတယ်နော်တော်လန်ရေးပါလို့လုံနေတဲ့သူတွေလည်းဒါတွေပြောရမှာမပြောဘဲနဲ့အဲ့ဒီကောင်တွေအကြောင်းပြောနေရင်လည်းကျွန်တော်တို့နင့်နားတယ်နော်အကုန်လုံးပြောရမှာဒီအချိန်မှာကျွန်တော်အရင်တော့ဆိုရင်ဘာကမ်ပိန်းပဲလှုပ်လှုပ်ဗျာဟိုအဲ့လောက်စောက်เสียရမလို့အခုကအခုအရန်စောက်နေရတယ်ဆိုတဲ့ကနော်အဲ့တော့ဒီဒီကျွန်တော်ကအခုတော်လန်ရေးဒီထဲမှာတော်လန်ရေးအတွက်လှုပ်တယ်ဆိုတာကျွန်တော်ပြောရရှင်းရှင်းလေးနော်နော်အစ်စစ်ပဲကျွန်တော်တို့ဒီအမေစု လွတ်မြောက်ဖို့အတွက်လည်းပါတယ်ကျွန်တော်တို့လုပ်နေတာเนาะရှင်းရှင်းလေးပဲเนาะဖက်ထရယ်ရရှိရေးဟလာဒီမိုကရေစီရရှိရေးအမေစုလွတ်မြောက်ရေးဒါပဲကျွန်တော်တို့လုပ်နေတာပါလေကိုယ့်ရဲ့ရည်ရွယ်ချက်တွေပျောက်เสียမှမလို့ရကျွန်တော်လိုင်းပေါ်မှာတက်ပြီးတော့เนาะမပြောတော့ဘူးလို့အောင်နေတာလေတကယ်ဆိုလို့ရှင်ကျွန်တော်တို့ပြောเสียရအောင်ចောင်းမရှိတော့ဘူးဒေါ်လန်ကြီးကအောင်နေပြီเนาะမြေပြင်မှာကြီးညာဖို့ပဲကြံတော့တယ်เนาะကြီးညာဖို့ပဲကြံတော့တယ်ဟာဒေါ်လန်ကြီးအောင်နေပြီဆိုတော့မယုံဘူး ြည့်လေခုဇော်ဘုံင်းတို့ကောင်မျိုးအားချောင်တဲ့ကောင်တို့ဖြစ်သွားတာတွေ့တယ်မလားဟမ်ဘာလို့ဒီကောင်ဘာလို့ပြောလာလဲဆိုတော့ဒီကောင်ကိုယ်တိုင်လမ်းခီးရေးထွက်နေတော့သူ့ကိုယ်တိုင်နှိတ်ကုတ်ခံနေရတော့သူတိလာပြီလေအဲ့တော့ကျွန်တော်တို့ပြောတာရင်တော့တို့မယုံဘူးလေဟုတ်တယ်မလားမယုံဘူးဒါကြောင့်ဒီဒီတက်လာပြီလို့ရှိရင်နော်ကျွန်တော်တို့နဲ့စကားရှင်ပြောလို့မရဘူးဒီကောင်တွေကျွန်တော်တို့မှာ reality တွေအများကြီးရှိတယ်အမှန်တရားတွေအများကြီးရှိတယ်နော်အဲ့တော့ဒီကောင်တွေပြောနေတာတွေက lobby လုပ်ပြီးပြောနေတာနော် ဖះဆင်းတူတော့လောက်ကိုတူနဲ့ထူလာတော့ပဲစကားတည်းထဲမပြောနဲ့။အိုမိုင်ဖះကြီးတစုလုံးကိုနေရင်ပြည့်ပြည့်နေတာကြတော့မပြောဘူး။ဟမ်။အိုမိုင်ဟိုဘုံနေကျဲလို့ဟိုပထမဆုံးမှာကချင်ပြည်နယ်မှာအစိုးရတွေတေဝါတယ်မပြောဘူး။ဒါတော့မှအဲ့ဒါစောက်ဟိုဟာပြစ်ပြီးတော့ဗါလဲဟိုဟို PDF တွေက drone နဲ့ပြစ်ချလို့အဲတေးတယ်ဆိုပြီးတော့စောက်ရေးမှာပါပြောတယ်။ဟုတ်တယ်မလားကျွန်တော်ပြောတာ။နော်ဒီလိုဒီလိုပောက်ကြရထိုင်ပြောနေတဲ့ကောင်တွေကိုဘာကျွန်တော်တို့ကစောက်ရောဝင်ပြီးပြောစရာအကြောင်းရှိလဲ။ဟမ်။နောက်ပြီးဖုန်းကြီးတေးတာတော့မှဟမ် driver ကိုခေါ်ပြီးတော့ ဟုတ်ကဲ့မှန်ဟိုပါလဲ PDF ဖြစ်ပါလေဆိုပြီးတော့လိန်ညာပြီးတော့ပြောခိုင်းတာနော်အဲ့တော့ဘသူကပါလေဘသူကပါလေရှင်းရှင်းလေးပဲနော်ကဲဟုတ်ပြီနော်အားလုံးပဲကျေးဇူးတင်တယ်ကျွန်တော်အခုဒီမှာဟိုဟာဟိုအလုပ်လေးလည်းရှိလို့နော်ကျေးဇူးတင်တယ်ဒါတော့ဆိုရပြီနော်အားလုံးပဲရေးတော့ပုံအောင်ရမယ်